မင်္ဂလာပါဒီချိန်အင်ဇလီပါဒီချိန်ကဒီနေ့ Jolly Phonics ရဲ့ Group 4 Letter Sounds လေးတွေကိုသင်ကြားပြသပေးတော့မှာဖြစ်ပါတယ် Group 4လေးမှာပါတဲ့ Letter လေးကိုပြပါမယ်နော် so group for အရင်စမတင်ခင်မှာတော့ဒီချိန်က letter sounds လေးတွေပြန်ပြီးရောပြန်ရေးပြထားပါတယ်ဒီဘက်မှာဆိုရင် letter sound letter တစ်လုံးချင်းစီအတံဘလို့ထုတ်လဲအဲ့ letter sounds တွေထဲမှာမှာ letter နှလုံးပေါင်းပြီးတော့မှာ two letters making one sound letter နှလုံးပေါင်းပြီးမှတသံထွက်ရတဲ့အာ digraphs တွေကိုတင်ပြပြီးသွားမှာဖြစ်ပါတယ် group 4ရဲ့ပထမဆုံး letter လေးဖြစ်တဲ့ a and i So တတိထာမိလား letter A letter I ဆိုတာကနှစ်ခုစလုံးက vowels ဆိုတာ vowel နှလုံးပေါင်းမယ် So ဒါဆိုရင် vowel တစ်လုံးချင်းစီတုံးကတော့ဒီချေတို့က short vowel အနေနဲ့ a it ဆိုပြီးတော့သင်ခဲ့ပါတယ်ဒါပေမဲ့နှလုံးပေါင်းရင်အဲ့နှလုံးရဲ့အတန် a it ဆိုတာကိုအတန်ထုတ်လို့မရပါဘူးဒါဆိုရင်ဒီလိုလေးမှတ်လို့ရပါတယ် vowel နှလုံးပေါင်းပြီးထွက်လာရင်ပထမ vowels ရဲ့နာမည်ကိုထုတ်ပြရတယ် for example a နဲ့ i နဲ့တွဲပြီးတွေ့ရဆိုရင်သူတို့ရဲ့ vowel sounds တွေအတန် short vowels တွေကိုခဏမိထားလိုက် vowel နှလုံးပေါင်းလိုက်ပြီးဆိုရင် ပထမ vowel ရဲ့ name လို့ပြောပါတယ် letter ရဲ့နာမည်ကိုပြောတာဒါဆိုရင် a နဲ့ i နှစ်ခုပေါင်းပြီးတွေ့ရင်ပထမ letter a ရဲ့အတန် a ဆိုတဲ့အတန်မျိုးထုတ်ပါတယ်ဒါပေမဲ့သူက long vowel ဖြစ်နေရမလို့ vowel နှလုံးပေါင်းတော့ long vowel ပေါ့နော် long vowel ဖြစ်တာမို့လို့ကိုယ့်ရဲ့အတန်ကိုဆွဲပြီးဖတ်ရပါတယ် like a A A ဒီလိုအသံထုတ်ရတယ်။ Okay ။ဒါဆိုရင်ဒီချက်ကနံပါတ်ကလေးလေးတက်ပါမယ်။ဒီချက်လုပ်နေကြ exercise အတိုင်းပဲ A အသံမပါတဲ့ပုံကိုရွေးရမယ်။ A ဆိုတဲ့အသံမျိုးပါ။ A So အလုံးရှာရလွယ်သွားအောင်ဒီချက်ကပုံနဲ့နာမည်လေးတွေတွဲရဟာလေးကိုပြလိုက်မယ်။ So number 1 number 1မှာက f ork fork ခရင်ကိုပြောတာ number 2 is ဒါလေးကိုပြောတာเนาะ in rain. rain rain number 3 is snail snail number 4 is train train ဒါဆိုရင်ဒီချက်တို့ရှာရောက်လဲသွားပါပြီ a အတန်းမပါတာက number 1 fork တစ်ခုလည်းပါ AI အတန်မှာထူးခြားတာလေးရှိရယ် AI တစ်ခုတည်းကိုတွေ့ပြီး AI အတန်ထုတ်တာလားမင်းစရာရှိမယ်ဒါပေမဲ့လည်းတခါတလေကြာရင် A-E A-E ဆိုတာစာလုံးမှာ A နဲ့ E ကတလုံးခြားရှိနေတာမျိုး A နဲ့ E ကြားမှာ letter တလုံးရှိနေတာမျိုးကိုခေါ်တာအာနောက်တစ်ခု AY ဒီလိုစာလုံးတွေကိုလည်း AI A အတန်နဲ့တူပါတယ်လို့ တက်မှတ်လို့ရတယ်ဒါဆိုရင်ပြန်မှတ်ပါမယ်စာလုံးတွေထဲမှာ AI ပါရင်လဲ A တန်ပါ A hyphen E A နဲ့ E ကြားထဲမှာလက်တက်တလုံးရှိပြီးတော့တလုံးချနေလဲ A အံပါ AY မူထွက်ရင်လဲ A အံပါဒါဆိုရင်ဒီချက်ရအံထွက်ကြည့်ကြမယ်နော် The A K cake mm A name ဒီမှာဆိုရင်လက်တက် H က silent h အတန်းမထုတ်ပါဘူး wh ကို w ဆိုတဲ့အတန်းမထုတ်ပါရဲ w a whale g aim game sp her a spray pal a play tr a tray a hey so သတိထားမိလား ay က letter words တရဲ့အနောက်မှာရှိတတ်တယ်အနောက်ဆုံးမှာပေါ့ ay မှာအရှိမှာမရှိဘဲနဲ့ ay အနောက်မှာရောက်နေရင် a အတန်ထုတ်တာကိုတွေ့ရလိမ့်မယ်နောက်ထပ်ထူးခြားတာလေးတစ်ခုရှိရဲသူက letter a တစ်လုံးတည်းကိုဒီချေလို့သင်ခဲ့ရတာက short vowel a အတန်ဒါပေမဲ့လည်းတချို့စာလုံးတွေမှာ letter a ကတခါတလေ a အတန်ထွက်နေတဲ့စာလုံးတွေရှိရဲဒါတွေကတော့သီးသန့်မှတ်ရတာပေါ့နော် AE AI AY ကိုမြင်အေးအံထုတ်တယ်ဒါပေမဲ့တစ်ခါတလေလဲလက်တက် A လေးတစ်လုံးနဲ့ကလည်း A အတန်ရှိနေတာရှိပါတယ် for example ဒီအတန်မျိုးတွေပေါ့ apron alien not apron alien အဲ့လိုအတန်မထုတ်ပါဘူး apron alien agent data ဒီမှာဆိုရင်ဒီ t ကြ t a ကြတော့ th အတန်ထွက်ပြီး da ကြတော့ da အတန်မထွက်ပဲね day ဆိုတဲ့အတန်ထွက်ပါတယ် baby lady radio paper potato potato လို့မထွက်ပါနဲ့ potato လို့ထွက်ပါတယ် tomato table label ဒါဆိုရင်ဒီချက်တို့ a တန်မှာဘာအတန်နေရှိရလဲဆိုတော့ ai a hyphen e ay sometimes a တလုံးထဲကလည်း a တန်ထွက်တာကိုတွေ့ရနိုင်တယ် တကယ်တော့အေးအံထွက်တာကိုရှစ်မျိုးလို့သတ်မှတ်လို့ရတယ်ဒီချက်နောက်ပိုင်း exercise တွေပါလာမှဒါတွေကိုထပ်ထည့်ထားတာမို့လို့ဒီရှိမှာတော့ဒီဟာလေးပဲမှတ်ထားမယ်တကယ်ကတော့ဒီထိလောက်ကတော့ညင်နေကြစာလုံးတွေများတာပေါ့နော် open a ဆိုတော့ letter a တစ်လုံးနဲ့ကို a လို့ထွက်တဲ့အံမျိုးပြောတာ bacon acorn ae cake date ai rain pain ay play hey sometimes ei ei ကိုလည်း a အတန်ထွက်ရတာရှိရဲ့ s t e a so ei e a ဆိုရင်လည်း a အတန်ထွက်တယ် i g h ကိုလည်း a အတန်ထွက်တယ် e y ကိုလည်း a အတန်ထွက်တယ် igh i mean eigh ကို a အတန်ထွက်တယ်တခါတလေ igh က i အတန်ထွက်တာရရှိရဲ့ ဒါကြောင့်မလို့မှတ်ထားပေးပါ EIGH ကလည်း A အတန်းထွက်တယ် so မှတ်ရမှာတော့များတယ်ဒီဟာတွေကတော့စာလုံးတိုင်းနေတော့မဟုတ်ဘူးတချို့စာလုံးတွေပါပဲဒီ AE AI AY ကတော့ပါလိုက်တိုင်းတော့ A အတန်းထွက်တာကြီးများတယ် group 4ရဲ့ဒုတိယအတန်းလေးဖြစ်တဲ့ letter j သူကတော့အတန်းဖတ်ရတာလွယ်ပါတယ် letter j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  letter sound ကကြတော့ j လို့ထွက်ပါတယ် number one, two, three, and four. So, that's should ဒါဆိုရင်ရှာကြည့်ကြမယ်။ letter J at the j j မပါနေတဲ့စာလုံးလေး။ရှာရလွယ်အောင်ဒီချက်ကတော့ words no? number one is book. number two, jellyfish. number three, jam. number four is jelly. so, number one, what? j အတန်မပါဘူး book ဂျန်နရီကတော့2 3 4မှာ j ဆိုတဲ့အတန်လေးပါတယ်နောက်ထပ် long vowel အတန်တစ်ခုပါ o နဲ့ a နဲ့ so letter o ကလည်း vowel letter a ကလည်း vowel vowel နှလုံးပေါင်းရင်အရှိဆုံး vowel letter နှလုံးရဲ့ရှေ့က vowel ရဲ့နာမည်ကိုအတန်ထုတ်ပါမယ်ဒါဆိုရင်ဒီ o a ရဲ့အတန်ကဘယ်လိုနာမည်ဖြစ်မယ်ထင်လဲ letter o ရဲ့နာမည်ပေါ့ o ဆိုတဲ့အတန်းဒါပေမဲ့ letter o ဒီချက်တော့ o o လို့တော့မသုံးဘူး letter o လို့ပဲသုံးတယ်သူက long vowel အနေနဲ့ပြောရတာမို့လို့ o လို့အတန်းထုတ်ပါမယ်ဆိုတော့ဒီချက် number 1 2 3 4နံပါတ်ကလေးတက်ပေးထားပါတယ် o အတန်းမပါတာကိုရွေးရမယ်ရှာရလွယ်သွားအောင်စာလေးပေးလိုက်ပါမယ် number 1က b o a t boat number 2က rain rain number 3 soap soap number 4 is oh sorry maybe g o a t g old goat ဒါဆိုရင်တီတီတတအတန်ကိုကြားရပါတယ် o အတန်မပါတာ number 2 rain ဆိုတဲ့အတန်မှာ rain မှာက a အတန်ပါတယ်ဒါကြောင့်မလို့ o အတန်မပါတာကိုရွေးလိုက်ရင် number 2ကိုပဲရွေးလိုက်ပါမယ် O sound မှာလည်း A sound လိုမျိုးပဲသူ့ကိုတခြားစာလုံးတွေမြင်ရင်လည်း O တန်ထွက်ရတာရှိရဲ For example OE O ရဲ့ hyphen E ဆိုတာ letter O နဲ့ E ကြားမှာ letter တစ်ခုရှိနေတာမျိုးတခါ OW OW ကိုမြင်ရင်လည်း O အတန်ထွက်ရတာရှိရဲဒီမှာဒီချက်အေးပေးထားပါတယ်ဒီချက်အတန်ထုတ်ပါမယ် J O joke Oh home old pole ဒါဆိုရင် oe ကိုမြင်ရင် o တန်ထွက်တာကိုသိရလိမ့်မယ်နောက်တစ်ခုက sn o snow fall o flow ther r o throw ဒါဆိုရင် o w ကလည်း o အတန်ထွက်ရတာကို တွေ့ရလိမ့်မယ်ဒီထဲမှာတခုလောက်ပြောချင်ပါတယ် o w ကိုမြင်တိုင်းတော့ o တန်တော့မဟုတ်ဘူး o w l ဆိုရင် owl ဆိုရဲ့ OU တန်လေးထွက်တာရှိတယ်။ဒါဆိုရင်အနောက်က exercise တွေရအောင်သိရလိမ့်မယ်။ဒီချိန်နောက်တဲ့ exercise တွေတင်ရင်လည်းကြည့်ပြီးကြအောင်နော်။ဒါဆိုရင်တော့ OW ကိုမြင်ရင် O တန်ထွက်ရတာရှိတယ်။ OE ကိုမြင်ရင်လည်း O တန်ထွက်တယ်။ OA ကလည်း O အတန်ရှိပါတယ်။ဒါဆိုရင် O တန်က3မျိုး letter 3မျိုးမြင်ရရင်အတန်က O အတန်ရှိတာလေးကိုသိရလိမ့်မယ်။ short o တော့ငါလို့ပဲဒီချေရို exercise long o sound ကိုရှာပါမယ် long o sound က o အတန်ထွက်တဲ့ o တန်ထွက်တဲ့စာလုံးတွေက oa o hyphen e sometimes oe oe လည်းရှိရဲဒါပေမဲ့ဒီချေတည်းမှာမထည့်တာအောင်အာနောက်တစ်ခုက ow ပါ ow ကစာလုံးရဲ့အနောက်ဆုံးမှာရှိနေ o တန်ရှိရဲ okay ရှာကြမယ်နော်ဒီချေအချိန်ပေးထားပါမယ်ကိုရှာကြည့်ပါ long o ဖြစ်တဲ့အတွက်မဟုတ်လို့ letter o ပါတိုင်း long o မဟုတ်ဘူးဒီစာလုံးမျိုးလေးတွေ o a o e o w ပါနေတော့ long o ဖြစ်ပါတယ် okay ဒီချက်အချင်းပြီးထားမယ်နော်ခဏလောက်ပြီးထားပါမယ်ရှာကြည့်ပေးပါโอเคကိုကရှာထားတာ ਨੇ ဒီချက်ပြီးမဲ့အဖြစ် ਨੇ တူမတူတော့တစ်ချက်စစ်ကြည့်ရအောင်โอเค long o ဆိုတာမဟုတ်လို့ all အတန်းထွက်ရပါမယ် short road smell fog drop blow flock home goal sock snow song throw strong frog slope saw okay ဒီချက်တွေ့တာကတော့ road blow home snow throw go slope ဒီစာလုံးတွေတွေ့ပါတယ် so ဒီချက်ပေးထားတဲ့စာတွေနဲ့ဒီချက်ရွေးပေးထားတဲ့ answer တွေနဲ့ကိုယ်တိုင်ရွေးထားတဲ့ answer တွေတူမတူတိုက်ကြည့်မယ်နော်အားလုံးမှတ်မှတ်တင်ပါတယ်မှန်ကြလား okay ဒါဆိုရင် group 4ရဲ့ အာဇတုထားပြောပေါ့เนาะဒါပေမဲ့လဲလောင်းစာဝဲရဲ့တတိယမြောက်အသံ Okay i နဲ့ e Okay အခုနောက်လိုပဲပြောထားတယ် vowel နှစ်ခု letter i letter e vowel နှလုံးပေါင်းလာပြီဆိုရင် ပထမ letter vowel letter ရဲ့နာမည်ကိုထွက်ရပါမယ်ဒါဆိုရင် i e ကိုမြင်ရင်ဘာသံထုတ်ရမလဲ မပြောခင်မှာတည်းကကိုကတိနေလောက်ပါပြီဒီချိန်သင်မိတာရဲ့နေ့တိုင်းဆိုရင် i e ကိုပထမ letter letter i ရဲ့အတန်း i လို့ထွက်ပါမယ်နီနီဆက်ဆက်ဆိုရင် e y e ဆိုတဲ့အတန်းမျိုးကိုထုတ်ပါ i i ဆိုတဲ့အတန်းမှာ letter i ကိုဆွဲပြီးဖတ်လိုက်ရင် i တန်းထွက်ပါတယ် i'm gonna give to you 1 2 3 4ပုံလေးခုရှိတယ် we need to find which doesn't have i sound i အတန်းမပါတာကိုရွေးကြမယ် So, juya le kudo ang no di che ga ro sa li di Number one, magpie. Magpie sura ga, di shu miyama lu su yin ngak li ga, the bay lue ngak ko no, the bay lue ngak li. Number two ga, tie. Three, milk. Number four is pie. Magpie, tie, milk, pie. So, ai dam number three, milk. သူမအားအတတ်မပါဘူးအရှိကလွန်ဖာဝါ A O လွဲ letter IE မြင်တိုင်း I တန်ပဲမဟုတ်ပဲねတခြား letter လေးတွေကိုလည်းမြင်ရင် I တန်ထုတ်ရတာလေးကိုတွေ့ရတယ် for example I hyphen E ဒီချက်ခဏခဏပြောပြပါတယ် I hyphen E ဆိုတာ letter I နဲ့ E ကြားမှာနောက်ထပ် letter တစ်လုံးတစ်လုံးခြားပြီးရှိနေတဲ့ I မျိုး letter Y ထမဦးဆုံး A တော့ကလည်း letter y ပါခဲ့ဘူးတယ်အခုလည်း letter y ပါတယ်ဒီ letter y ကနောက်ဆုံးမှာပါပဲသူ့ကို i ထန်ထုတ်ရတယ် igh so igh တွေမြင်ရင်လည်း i ထန်ထုတ်ပါတယ်ဒီချိန်အထန်ထုတ်ပြပါရမယ် i line i'm time sk i sky ter i try I'd write. I'd light. I'd night. ဒါဆိုရင် IE တခုတည်းမှာမဟုတ်ဘဲနဲ့ I hyphen E Y I G H တွေကိုမြည်ရင်လည်း I အတန်ထုတ်ရပါတယ်။ So သူမှလည်းနောက်ထပ်မှတ်စရာတခုရှိပါသေးရဲ့။သူကတော့တခါတလေ letter I တစ်လုံးတည်းကလည်း ပုံမှန်ဆိုရင် letter i တစ်လုံးနဲ့ဆိုရင်ဒီလို short vowel sound it ဆိုတဲ့အတန်ထုတ်ရတယ်ဒါပေမဲ့ letter i တစ်လုံးနဲ့ကို i အတန်ထုတ်ရတဲ့ဇာတ်လမ်းတွေရှိရဲ့ဒီမှာပါ i lot pilot i tem idea iron ice cream ဒီမှာ c e က soft c sound မှာဒီ k c sound c ကကျတော့ပုံမှန် k အတန် k အတန်လေးပြန်ထုတ်ပြပါမယ် pilot, item, idea, iron, ice cream. exception ကတော့ဒီချက်အရှိမအေးမှာလည်းပြောခဲ့ရေးထားခဲ့တဲ့ ing h လေအဲ့ ing h က a ထန်ထွက်တယ်ဆိုတာကိုပြောထားတာပါဒါဆိုရင်ဒီချက်တို့ long vowel သုံးမျိုး ရှိသွားပြီเนาะဒီတစ်ခါလည်းအရှိက long vowel ရေးရှာတယ်လို့ exercise လေးတစ်ခုထည့်ထားတယ် long i I အတန်းကိုရှာကြမယ် Okay ဒီစက်အချိန်ခဏပေးပါမယ် I အတန်းထွက်တဲ့စာလုံးတွေကိုရှာပါ IE ကိုမြင်ရင်လည်း I အတန်းထွက်ပါတယ် I hyphen E sometimes Y Okay to save our time အချိန်လေးကိုဒီချေ save လုပ်ချင်တာမို့လို့ဒီချေတို့အဖြေတိုက်လိုက်ကြအောင် bike camp kite dive like lick လို့မထွက်ပဲနဲ့ like လို့ထွက်ရတယ်နော် you know? send pink pink dish fish jump lock silk hill bend pick hand lump time ink ripe so they are all together six long eyes on okay ကိုပြေသားရဲ့အဖြေလေးညောတူကြလားဘယ်နေရာကြီးမှားကြလဲ letter i တလုံးနဲ့မှာတခါတလေကြာရင် i တန်ထွက်ပြီမဲ့အခု letter i တလုံးနဲ့တွေကဒီချေဖတ်သွားတာအကုန်လုံးက short vowel sound တွေပါဒီချေရွှေရှာမှာ long i ဆိုတော့ long ဖြစ်တဲ့အသံတွေပဲရွေးလိုက်မယ်နော် group 4ရဲ့နောက်ဆုံး letter ee ။အော်ဒီနတန်ကမတူဝေမဲ့လဲတတွဲလို့ဒီမှာသတ်မှတ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီ Cherry Jolifonis တင်ရင် AEEO ကို Donkey လေးရဲ့ Order ကိုမှတ်ပြီးတော့သင်ခိုင်းတာမို့လို့ eo donkey လေးတွေက he o he o အဲ့လိုအတန်လေးထွက်တာမို့လို့ eo ကိုတတွဲတယ်သင်တယ်သူလည်း long vowel တွေမှာပါလဲသူလည်း long vowel တွေမှာပါပါတယ်ဒါဆိုရင်ဒီချက် letter ee ကိုအတန်ထုတ်ပါမယ် letter e letter e both are vowels vowel sound နှလုံးကိုနှစ်တန်ထုတ်ရတာမို့လို့ ပထမ vowel ရဲ့ name ကိုထုတ်ပါမယ်ဒါဆိုရင်လွယ်ပါတယ် letter ee ရဲ့အတန်က e ဆိုတဲ့အတန်ပါပဲ letter name e ရဲ့အတန်ပါပဲ okay ဒါဆိုရင်ဒီချက်နံပါတ်ကလေးတက်ပြီးပါမယ်1 2 3ဒီထဲမှာ e အတန်မပါတာလေးကိုရွေးကြမယ် number 1 b number 2 crop number 3 is sheep e အသံမပါတာနံပါတ်2ဆိုရဲ crab crab လို့မထွက်ပါနဲ့ c r a b app app crab 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 rab မဟုတ်ပါဘူးနော် long vowel မှာသူတို့ကပေးထားတဲ့ long vowel နာမည်အပြင်ကိုအတန်အပြင်ကိုတခြား letter လေးတွေကလည်း long vowel အတန်တွေတူနေတာတွေရှိတတ်တာမို့လို့ဒီကျတော့ a o i အခုနောက်ဆုံး e ဆိုတဲ့အတန်မှာလည်းနောက်ထပ်စာလုံးတွေကိုမြင်ရင် e အတန်ထွက်ရတာရှိတယ်။ပထမအဆုံးကတည်းက y ကိုထည့်ထားတယ်။ i တော့ကလည်း letter y က i အတန်ထွက်တယ်။အခု e မှာလည်း letter y က i အတန်ထွက်တယ်ဆို letter y ကိုအာ a မှာလည်းတစ်ခါတွေ့နိုင်တယ်။ a ကကျတော့ ay နဲ့တွဲတွေ့ရတယ်။ i မှာကျတော့ letter y တစ်လုံးနဲ့နောက်ဆုံးမှဖြစ်ရင် i အတန်ထွက်တယ်။ဒီတစ်ချိန်လဲ e အတန်က letter y တစ်လုံးနဲ့နောက်ဆုံးမှထွက်နေတဲ့အချိန်မျိုးတွေရှိပါတယ်။ဆိုတော့ဒီ exercise လေးကိုကြည့်ပါမယ်။ y ကိုတွေ့ရင် e အတန်ထွက်ရတာဒီစာလုံးလေးမှာ and e sandy at e funny at e daddy so ဒီလိုမျိုး and and တို့ dd သူတို့ကတော့ consonants မို့လို့နှလုံးပေါင်းလဲဒီအတန်ပါပဲ and and ကိုဟင်းဟင်းလို့မထုတ်ပဲနဲ့ဟင်းတတမ်းပဲ dd ဆို d d လို့မထုတ်ပဲနဲ့ d တတမ်းပဲထုတ်ပါတယ် vowel နှလုံးပေါင်းမှသာဒီကျတို့က long vowel အတန်ဖြစ်တာ consonants တွေနဲ့တန်ပေါင်းသွားရင်တော့ consonant sound အတန်လည်းထွက်ပါတယ် m a d e m a d i c r e p e creepy sorry creepy k e n d e candy ဒါဆိုရင် letter y ကိုအတန်ထုတ်ရတာ၃တန်ရှိနေပြီ a a y နဲ့တွဲရင် a then letter y တခါတလေနောက်ဆုံးမှရှိရင် i အဲဒါ letter y တခါတလေဒီလိုစာလုံးနေမှာဆိုရင် e အတန်ထုတ်ရတယ်။ဒါဆိုရင် e အတန်ထုတ်ရတာက one ရှိရဲ့နောက်တစ်ခုကတော့ e hyphen e it's me e နှစ်ခုကြားထဲမှာ letter တလုံးရှိနေမှာ e a တွဲရဲ့တွေ့နေရင်လည်း e တန်ပါပါတယ်ဒါဆိုဒီချက် e hyphen e နဲ့ e a လေးပါထည့်ရေးလိုက်မယ် eve the is these eve these L Eve. Leave, leave, put E, P. Okay, to Malay exception to Kushi. Letter E got some words sound like E. The Letter A, Malaysia, K. Letter I, Malaysia, K. Letter E, Malay. The lone egg E, then to your For example, even, even, evil, evil. Egypt, Egypt, not Egypt, Egypt. Equal, equal. Evening, evening, not evening, not equal. Egypt, evil. event အရမထုတ်ပဲနဲ့လက်တဲ့ e တလုံးတည်းပြင်မယ်လေ e အတန်ထွက်ရတဲ့စာလုံးလေးပါဒီအတန်ပြန်ထုတ်ပါမယ် even evil egypt equal evening Okay, ဒါဆိုရင်တော့ဒီကျတို့ vowel sounds လေးတွေကိုလေ့လာတာအခုဆိုရင် လေးတန်မြောက်ဖြစ်သွားပြီเนาะ vowel long vowel sound လေးတွေလေ့လာတာ Group 4ရဲ့ letter နောက်ဆုံးတစ်ခုဖြစ်တဲ့ OR သူက letter O က rush short vowel ဒီကျတို့သိပြီဒါ letter R ကကျတော့ consonants r ဆိုတဲ့အတန်လေးပါ o နဲ့ r ပေါင်းထားတာ o r o r လို့နှစ်တန်ပေါင်းလို့မထွက်ပါဘူးတန်တန်ပဲထွက်ပြီးတော့သူက o ဆိုတဲ့အတန်မှာ a l l o aw o အဲ့လိုအတန်မျိုး long vowel ထဲမှာပဲပါတယ်နော် o စာ so i'm going to give to you number 1 two, three. we need to find which picture doesn't have doesn't make a sound o sound okay ဒီချက်ကတော့ရှားရလွယ်အောင်တော့နာမည်လေးပေးလိုက်ပါမယ် number 1 fork fork kite kite o ဒီမှာ letter e က silent s a အတန်ထပ်မယ်နဲ့ s အတန်လေးထပ်ပါတယ် horse fork kite horse of course number 2 kite မှာ o sound မပါပါဘူး o sound မှာလည်းအခုနား letter long vowel a e i အဲ့အတန်လေးလိုမျိုးပဲတခြားစာလုံးလေးတွေ o အာမပါဘဲနဲ့လည်းတခြားစာလုံးလေးတွေကို o အသံထွက်ရတာတွေပါတယ်ဘယ်လိုစာလုံးလဲဆိုတော့ au aw and al all ဒီစာလုံးတွေပါရင်လဲ o အသံထွက်ပါတယ်ဒီချိန်အသံထုတ်ပြမယ်နော် awful claw crawl draw jaw law lawn paw raw yawn applause all gust austin author because or fort hall Hall, sauce, sausage. Almost, right also, always, talk, malt, salt, stalk, talk. ဒီချက်ဒါလေးကိုပြောပါမယ်။ W A L K A L L O ကကြတော့ short sound တွေပါတတ်တာရရှိရယ်။ O O B O K O သူအရင် all ဆိုတဲ့အသံထွက်မှု so w a l k က walk walk a l l ကို short sound တွေပါတာရှိရယ်နော် ball call fall hall more small အဲ့မှာ all ဆိုတဲ့အကျဉ်းကြီးတော့မထွက်ဘူး store tall wall ဒါဆိုရင်ဒီချက်ကို all than လေးတွေပါတဲ့စာလုံးလေးတွေကိုလေ့လာခဲ့တာပဲဖြစ်ပါတယ် ဒီချဲ group 4ရဲ့ letter song တွေကို ပြောပြီးသွားပါပြီ letter song ထဲမှာပါတဲ့အသံတွေကိုထပ်ပြီးရောလေ့လာခြင်းနဲ့ဆိုရင်ဒီမှာ YouTube resource ဒီလိုမျိုးဒီ exercise လေးတွေကြည့်လို့ရပါတယ်ကလေးအငယ်တွေဆိုရင် blending အတွက်ကိုလိုရဲဆိုရင်ဒီအားလေးကိုတွေ့ကြည့်လို့ရပါတယ်ဒီချဲတမှာရေးပေးထားတယ် so အားလုံးပဲအိမ်မှာလိုက်ပြီးရော practice လုပ်ကြည့်ပါအသံတွေထောက်တာတွေကို စစ်ပေးစေချင်ရင်ဒီချက်ရဲ့ဒီချက် instantly အောင်ဆိုရဲ page လေး messenger လေးမှာ page ရဲ့ messenger လေးမှာလာပြီးတော့ပို့ထားလို့ရပါတယ်ဒီချက်အချိန်ရရင်ရသလိုနားထောင်ပြီးတော့စစ်ပြီးတော့ဘယ်နေရာလေးလိုလဲဆိုတာကိုပြောပြပေးပါမယ်အားလုံးပဲကောင်းမွန်တဲ့နေ့ရက်လေးတွေပိုင်ဆိုင်ကြပါစေ goodbye